ဒီမတိုင်ခင်အစောပိုင်းကတော့ထရန့်ကဣသရေလအီရန်နျူကလ িয়ার အရေးမှာအမေရိကန်ပါဝင်မလားဆိုတာသတင်းနှစ်ပတ်အတွင်းဆုံးဖြတ်မယ်လို့တောက်ကြံနေမှာပြောခဲ့ပေမဲ့ပြောပြီးနောက်တည့်ရက်စနေနေ့မှာပဲဒီစစ်စင်ရေးကိုလှုပ်လိုက်တော့တွေ့ရပါတယ်ဒီစစ်စင်ရေးကို Operation Midnight Hammer မြန်မာလိုတော့တကောင်းရန်2ဒါမှမဟုတ်လေတကောင်းရန်တရင်စစ်စင်ရေးလို့ပြောလို့ရမှာထင်ပါတယ် ဒီစစ်စင်ရေးဟာအမေရိကန်သမိုင်းမှာအကြီးကျယ်ဆုံးစစ်စင်ရေးလို့ပြောပါတယ်။ဘာလဲလဲဆိုတော့ B2 ဆိုတဲ့ဒီဘုံကျဲလေယာဉ်ကြီးတွေကိုထုတ်သုံးပြီးတော့ဘန်ကာတွေဖြတ်တဲ့မြောက်ပေ200လောက်အထိကိုထိုးပေါက်နိုင်တဲ့ဘုံကြီးကိုသုံးထားတာဖြစ်ပါတယ်။ဟုတ်ပြီဒီတော့ဒီ Operation Midnight Hammer စစ်စင်ရေးဘလို့စတင်ခဲ့လဲဘယ်ချိန်မှာစတင်လဲဘလို့အစည်းအဝေးတွေချဆောင်ရွက်ခဲ့လဲဆိုတာကိုတင်ပြပေးမှာဖြစ်ပါတယ်။ဇွန်လ20ရက်နေ့ည 12နိုင်ကျော်21ရက်စနေနေ့ဝင်လာတဲ့ဒီစစ်စင်ရေးကိုစတင်တာဖြစ်ပါတယ်စစ်စင်ရေးစတင်တာနဲ့အမေရိကန်ပြည်ထောင်စုမီဇိုရီပြည်နယ်ဝိုက်မန်လေတပ်အခြေစိုက်စခန်းကနေအစ်င့်မြင့်ကိုပြောက်ဘီတူဘုံကျဲလင်9စီးကိုတခြားတိုက်လေရင်တွေထောက်လန်းရင်လေရင်တွေစောင့်ကြည့်ရင်လေရင်တွေနဲ့လေထဲမှာစီဖြစ်မဲ့ဒီစီဖြစ်လေကြီးတွေဝန်းရံပြီးတော့အုပ်စုလိုက်ပြန်တက်သွားခဲ့တာဖြစ်ပါတယ် ဒီလေရင်တွေပါဝင်ဒီစစ်စေးအတွက်အသုံးပြုခဲ့တဲ့လေရင်ပေါင်းကတော့125ဆင်းလို့ပြီးရပါတယ်ဒီလေရင်တွေဟာအတလန်တိတ်သမုတ်တရားကိုဖျက်ဥရောပကိုဖျက်ပြီးအီရန်ကိုသွားမှဆိုတော့သူကအမေရိကန်တွေကျင်းအရှိတ်ဘက်ကိုသူကအုပ်စုလိုက်ပြန်တတ်တာပေါ့ဒီနေရာမှာအီရန်တွေနဲ့ကလည်းတစုံတရာရေဒါထောင်လိုင်းကနေအခုလိုအုပ်စုလိုက်ပြန်တန်းလာတာကိုသတိထားနိုင်ကြည်ရှိတယ်ဒီတွေ့ B2 ဘုံကျဲလင်တချို့ကိုဒီအဲ့ဒီလေတက်စကန်ကပဲအနောက်ဘက်ကိုပါပြန်တက်သွားစီခဲ့ပါတယ်။ဟောဒါဟို deception tactic ပေါ့နော်လှည့်ဖြားတဲ့နီးနာလို့ခေါ်တာပေါ့။ဆိုတော့လင်းတွေကအရှိတ်ပဲလဲပြန်တယ်အနောက်ဘက်လဲပြန်တယ်ဆိုတော့ဟိုတစ်ဖက်ကစောင့်ကြည့်နေတဲ့သူတွေအတွက်ကိုဝေဝါးသွားနိုင်တာပေါ့လေ။အဲ့တော့အရှိတ်ဘက်ကိုတက်သွားတဲ့အုပ်စုကအီရန်ထိကိုမိုင်9000ကျော်ပြန်တန်းရတာဖြစ်လို့ဒီစီဖြစ်လင်းတွေကလည်းလမ်းမှာစီတွေဖြစ်သွားပြရတာပေါ့။ ဒီနေရာမှာ B2 လေယာဉ်အကြောင်းနဲ့သူ့မှာပါတဲ့ GBU 57ဘုံးသီးတွေအကြောင်းကိုလည်းရှင်းပြပေးခြင်းပါတယ်။ဒီ B2 ဘုံးကျဲလေယာဉ်ကိုကိုပြောက်လေယာဉ်လို့ခေါ်ပါတယ်။အဓိကကတော့ရေဒါလှိုင်းတွေကိုစုံနိုင်တဲ့ပစ္စည်းတွေနဲ့ဒီလေယာဉ်ကိုတိစောက်ထားတာပါ။အဲ့တော့ရန်သူနယ်မြေထဲရောက်ပြီဆိုရင်ရန်သူကရေဒါလှိုင်းနဲ့သူ့ဝေဟင်မှာ ကောင်းငယ်မှာဝင်လာတဲ့ဒါအရာတွေကိုစစ်ဆေးတာဆိုတော့ ဒီလေရင်ကသူ့စီလာတဲ့ရေဒါ line တွေကိုစုပ်လိုက်တော့တစ်ဖက်ကရေဒါမှာဘာမှသွားမပေါ်တော့ဘူးပေါ့နောက်ပြီးတော့ဒီလေရင်ကအပူထုတ်လွတ်တာအတန်နဲ့လက်စစ်တန်းလိုက်လက္ခဏာတွေလည်းနည်းအောင်လုပ်ထားတယ်ဒီအတွက်ဒီခင်မီနီးစနစ်တွေနဲ့ထောင်လန်းမှုအတွက်ပါသူကခက်ခဲသွားတဲ့အခြေအနေမှာရှိပါတယ်ဒါကြောင့်သူ့ကိုကိုပြောက်လေရင်လို့ခေါ်တာပါနောက်တစ်ခုကတော့သူ့မှာပေါင်3000လေးချိန်ရှိတဲ့ GBU 57လို့ခေါ်တဲ့ဒီဘန်ကာဖြတ်တဲ့ဘုံပေါ့နော် ်သူကအမြင့်ဆုံးမြေကြီးတဲ့ကိုပေးနေရအထိရောက်နိုင်တယ်အဲ့ဒီဘုံဒီမျိုးနှလုံးစီပါတယ်လင်းတစီတိုင်းတစီတိုင်းပါနော်ဒါက B2 ဘုံကျဲလင်းအများဆုံးတင်နိုင်တာလေဒါနှလုံးမတင်နိုင်လေခုန GBU 57မျိုးစားဆိုရင်တန်ကြီးအပြည့်ဆိုရင်ဒီဘုံကျဲလင်းကအမေရိကန်ဒေါ်လာ1ဘီလီယံကျော်တယ်နှစ်စဉ်ထိန်းသိမ်းရေးဈေးကတော့ဒေါ်လာ340ရှိတယ်လို့ပြောတယ်အခုစစ်စင်ရတစ်ခုလုံးအတွက်ဆိုရင်ဒါတစ်စီးကိုဒေါ်လာ 3သန်းနေ4သန်းဒီကုန်ကြနေလို့လည်းသိရပါတယ်ဆိုအမေရိကမှာဒီလင်စုစုပေါင်းက20ဇီးပဲရှိတယ်လက်ရှိမှာတော့16ဇီးလောက်ပဲအသုံးပြနိုင်တယ်လို့လည်းကျွန်တော်သိရပါတယ်ဟုတ်ပြီအဲ့တော့အခုပြန်တန်းသွားတဲ့လင်တွေအီရန်နားရောက်တဲ့အချိန်နော်အမေရိကန်အရှိတိုင်းချိန်နဲ့ဆိုညနေ9နာရီလောက်အီရန်မှာကြည့်မယ်ဆိုတနင်္ဂနွေမနေ့တနာရီချိန်တော့ပေါ့နော်အဲ့မှာသူတို့ view ကပါလဲဆိုတော့ပါရှန်ပင်လယ်ကွေ့တွေက ဒီအမေရိကန်ရင်ငုတ်တင်မောတွေကနေပြီးတော့ဒုံးကျည်အစင်30နဲ့ခုနကအီရန်ကနျူကလ িয়ার စိုက်တွေဖြစ်တဲ့ဖော်ဒိုနာတန့်စ်နဲ့အစ်ဖာဟန်ကမြေပြင်မှာရှိတဲ့ဒီအောက်ကနေဝင်ပစ်နိုင်တဲ့စခန်းတွေကိုအရင်ဖြိုတာပေါ့နော်တစ်ဖက်မှာလည်းဒီဒုံးကျည်တွေတက်လာတဲ့ခါကျတော့ဟိုတစ်ဖက်ကဝင်လာမဲ့လေရင်တို့သူတို့တတိမထားနိုင်တဲ့အနေအထားဖြစ်တာပေါ့ဆိုတော့အဲ့လိုရင်ငုတ်တင်မောတွေကနေပြီးတော့ဒုံးကျည်အလုံး30ဖြိုပြီးတာနဲ့အဲ့မှာလေရင်တွေက B2 လင်းခုနှစ်စင်းရတယ်။အီရန်တို့တခါတော့ဝင်ရောက်လာတာ။ဆိုတော့အဲ့လိုရင်ကုန်သင်းမောတွေကနေဒုံးကျည်လုံး30နဲ့ဖြိုပြီးတာနဲ့အဲ့ဒီမှာကုနာအပေါ်ကလာတဲ့လင်းအုပ်ကလည်းဒီ B2 ဘုံကျည်လင်းခုနှစ်စင်းရတဲ့အထက်ဝင်ရောက်လာတာ။ဝင်လာပြီးတော့ကုနာနျူကလ িয়ার စိုက်3နေရာမှာကုနာဘန်ကာဖြတ် GBU 57ဘုံ14လုံးတခါတည်းကျေချလိုက်တယ်။နော်။အချိန်ကတော့အမေရိကန်ဘက်မှာဆိုရင်စနေနေ့ည 6:40မိနစ်နဲ့9:00ကြာအီရန်မှာတော့22ရက်တနင်္ဂနွေဘက်ရောက်ပြီးမနေ့3:00အချိန်မှာကျဲလိုက်တာဖြစ်တယ်။ဆိုတော့အဓိကအဲ့ဒါပဲအဲ့ဒီဘုံ14လုံးနဲ့မြေရောက်ကနယူလီကထုတ်တဲ့ site တွေကိုသူကခြေလိုက်တာပဲနော်အဲ့လိုစစ်စေးနဲ့ဘုံကျဲနေတာကိုတမနာထရန့်ကသူ့ရဲ့အမေရိကန်ကုတ်ကဲရုံးကနေကိုတိုက်ရိုက်ကြည့်ပြီးညွန်ကြားနေတာလို့ကျွန်တော်သိရပါတယ်အဲ့လိုကျဲပြီးတာနဲ့ချက်ချင်းပဲလင်းနေပြန်လှည့်ထွက်ခဲ့တာပေါ့ ဆိုအီဒန်ကလည်းမတိလိုက်ဘူးဘုံကျဲပြီးတော့မှသူတိလိုက်တယ်နော်အဲ့တော့ဒီစစ်စီရဲမှာဒီလေနေရဲ့အသွားပြန်မစ်ရှင်က38နှစ်ကြာတယ်ဒါလေထဲမှာပဲနော်ဘယ်မှမနာဘူးလေတွေအားလုံးဟာသူတို့ထွက်လာတဲ့ဒီအမေရိကန်လေတဲ့စကန်ကို22ရက်နေ့တနင်္ဂနွေနေ့မှာပြန်ရောက်ခဲ့တာဖြစ်တယ်ဒီစစ်စင်ရေးလင်းတွေပြန်ရောက်ပြီဒီတမရထွန်းကခုနထွက်ပြီးပြောတာပေါ့နော် mission accomplished ပေါ့သူစစ်စင်ရေးအောင်မြင်တယ်လို့သူပြောတယ် ဆိုတော့ဒီစစ်စင်ရအမေရိကန်သမိုင်းမှာအကြီးမားဆုံးဒါ B2 လေနေအပြင်အပြင်းထန်ဆုံးဘုံးတွေကတုံးပြီးတော့ဒါလုတ်ခဲ့တဲ့စစ်စင်ရပေါ့နော်ဒါကြောင့်မလို့ဒီ operation midnight hammer အကြောင်းကိုတီးသတ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီလိုဘုံကျဲမှုကြောင့်ဥဒသမကလူကျွေးကောင်စီအစည်းအဝေးရေးဖို့ခေါ်လိုက်ရတယ်နောက်နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ပေါ့နော်ဘာတွေဆက်ဖြစ်မလဲအီရန်ရဲ့နျူကလ িয়ার ပိုင်ဆိုင် လုံမှုဘာတွေဆက်ဖြစ်မလဲ စတာတွေကတော့ကျွန်တော်နောက်ထပ်အစီအစဉ်တွေမှာတရားသုံးသက်ချက်ဖြစ်တင်ပြပေးဖို့မှာဖြစ်ပါတယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတူတင်ပါတယ်ဗျာ။ A short time ago, the U.S. military carried out massive precision strikes on the three key nuclear facilities in the Iranian regime Fordow, Natanz, and Esfahan.